ငငယ်လေးကတော့ကိုကအဲ miss ကန်ကိုစဉ်းစားထားရယ်ပေါ့နော်ဒါပေမဲ့ miss မဟုတ်ဘဲနဲ့ဒီဘက်ပြီးတော့ရွှေကြိုဘက်ကိုရောက်ပါရောက်သွားတော့အမ်ရွှေကြိုပြီးတော့နည်းနည်းချက်ပြီးတော့ပြိုင်ကြည့်မယ်ပေါ့နော်ပြိုင်ကြည့်မယ်ဆိုပြီးတော့ဒီ miss universe ကိုလာ join ဖြစ်တာပါရှင်ဟုတ်ဘယ်ရင်တော့ miss ပြန်ကိုမှ train လုပ်ရယ်ပေါ့နော်အမ် miss ကနေပြီးတော့အမ် miss မပြိုင်ဖြစ်ပဲနဲ့ရွှေကြိုဘက်ကိုရောက်သွားပါဒီလိုမျိုး miss တယောက်ဖြစ်ချင်လို့ပါရှင်ဟုတ်ကဲ့ဆောင်အရင်ပြောပြမယ် အရန်ကြိုက်တာသူသူ့အရန်ကြိုက်တာဘာလို့လဲမသိဘူးအဲ့လိုအရန်ချစ်ဖို့ကောင်းတယ်အရန်ကြိုက်တယ်ပြီးတော့အရန်လည်းအားကြရယ်ပေါ့နော်အရန်အားကြရယ်ပြီးတော့အမအရန်အားကြရယ်ပေါ့ဟုတ်အရှိမလည်း mistake ပြန်ရယ်မမကြီးတွေ့ရယ်ပြီးတော့အားကြရယ်အားကြလို့လာပြန်ရပြီးတော့ကိုကိုကလည်းဒီလိုပြောပြမယ်ဖြစ်ဖူးချင်တယ်ပေါ့နော်ဖြစ်ဖူးချင်တယ်စူးစမ်းကြည့်ချင်တယ်ဟုတ်စူးစမ်းကြည့်အမေအမေကတော့ဟိုကိုခံပါရှင်အမေရဲ့တက်ကတော့၆၆နေပါရှင် အဲ့တော့ဒီကြဲမွဲကိုပြန်ရရဲ့ချက်ကအလှမယ်ဒီမှာဖြစ်ထားတာ miss အလှမယ်တယောက်ဖြစ်ချင်လို့ကျွန်တော်မျိုး miss တယောက်ဖြစ်ချင်လို့ပါခင်ဗျာဟုတ်ဟုတ်အရင်ကတော့ miss ပြိုင်ဖို့ဒီမှာ train လုပ်ရပေါ့နော်အဲ miss ကနေပြီးတော့အဲ miss မပြိုင်ဖြစ်ပဲနေချူချူဘက်ကိုရောက်သွားတယ်ဟုတ်လာပြီ join ဖြစ်တာပေါ့နော်ဒီ Miss Universe ဒီပြောပြမယ်လူကြီးခေါ်နေပြီလို့ပြောအနေကလည်းအဲ့လိုအတွေ့အကြုံလေးရရှင်တယ်ဆိုတော့လာပြီးတော့ပြန်ဖြစ်တာပါဟုတ်ဟုတ်ဒါအရှိမလေးကြည့်လို့ဒါ တဲ့တဲ့ကျူးစားခဲ့ပါဒီမိတီဘက်မှာဘယ်လိုမျိုးလေးစိတ်ကူးစားလဲတာမျိုးလေးရှိလို့ဘယ်လိုမျိုးလဲဆိုတော့အမ်ဒါတော့ဘယ်လိုပြောရမလဲအတွေ့အကြုံတစ်ခုအနေနဲ့လည်းရရပေါ့နော်ပြီးတော့နောက်ပိုင်းနေကြလို့ရှိရင်လည်းအဲဘယ်လိုပြောရမလဲဝင်လာဖြစ်ရလည်းဖြစ်ပါမဖြစ်လို့ရှိရင်လည်းဒါအတွေ့အကြုံတစ်ခုပဲလीနော်ဆိုတော့ မစ်ပြိုင်ဖို့ဆိုတာကငငယ်လေးကတော့ကိုကအဲမစ်ပြိုင်ဖို့စဉ်းစားထားရယ်ပေါ့နော်ဒါပေမဲ့မစ်မဟုတ်ဘဲနဲ့ဒီဘက်ပြီးတော့ရွှေကြိုဘက်ကိုရောက်ပါရောက်သွားတော့အဲရွှေကြိုပြီးတော့နည်းနည်း ချက်ပြီးတော့ပြိုင်ကြည့်မယ်ပေါ့နော်ပြိုင်ကြည့်မယ်ဆိုပြီးတော့ဒီ Miss Universe ကိုလာ join ဖြစ်တာပါရှင်။အဲ့တော့သူတို့တော့ဒါအဲ့လိုမျိုးတွေ့ဆုံရတာရှိဟုတ်လားလူတွေမှာဘယ်ဟာပို့ပြီးတော့ရှင်ကောင်းရလဲကောက်ချမ်းလို့ရှိတယ်ဆိုအဲရွှေကြိုးတော့ကကြတော့ဘယ်လိုပြောရရွှေကြိုးတော့ကတော့အဲကိုယ့်ရဲ့ talent တွေပါပြရတယ်เนาะဒီအခုလူတွေ့ကြတော့တိတ်ပြောအဲဘယ်လိုပြောမီးခိုးလေးပဲမီးတော့အဆင်ပြေပါတယ်ဟိုရွှေကြိုးတော့ကတော့ ဘူးပြောရမလဲနည်းနည်းပို့ပြီးတော့လန့်တော့ပူကြောက်တာပေါ့ဟမ်ဘူးပြောရမလဲယုံကြည်မှုကတော့90 90ပဲပေါ့ရှိရှိရတော့ရှိပါတယ်ဒါပေမဲ့အဲဘူးပြောရမလဲအဲ့မို့ရှိရရှိပါတယ်50 out of 50ပါ ပို့ပြီးအားကန်တာကတော့ဒီဘုရားဒီတယုံဆောင်ပိုင်းကပို့ပြီးအားကြပါရဲ့ဟုတ်ဆိုတော့ဒီရလေးကတော့ဒီပွဲလေးကတော့ကိုအတွေ့အကြုံလေးရဖူးချင်တယ်ပြီးတော့ပြန်ဖူးချင်တယ်ပေါ့နော်ဆိုတော့လာပြီးတော့စူးစမ်းကြည့်ရပါဟုတ်ဘုရားအားကြလဲဆိုတော့မမတက်ဆောင်အရန်ဘုရားမယ်အရန်တိုက်တာသူတို့အရန်တိုက်တာဘာလို့လဲမသိဘူးအဲ့လိုအရန်ချက်ဖို့ကောင်းတယ်အရန်တိုက်တယ်ပြီးတော့အရန်လည်းအားကြရယ်ပေါ့နော်အရန်အားကြရယ်ပြီးတော့အရန်အားကြရယ်ပေါ့ဟုတ် အားကြလို့ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ပြီးတော့အရှိမလည်း mistake ပြန်ရတယ်မမကြီးတွေ့ပြီးတော့အားကြရအားကြလို့လာပြန်ရပြီးတော့ကိုကိုကလည်းဒီလိုပြောပြမယ်ဖြစ်ဖူးချင်တယ်ဗောနော်ဖြစ်ဖူးချင်တယ်စူးစားကြည့်ချင်တယ်ဟုတ်စူးစားကြည့်အဲ့တော့ကိုကောင်းတဲ့ကောင်လောက်နေချင်တယ်ရှိတယ်ဗောဟုတ်အဲယုံကြည်မှုဟာအင်းရှိပါတယ်ယုံကြည်မှုအကောင်းဆုံးတော့ယုံကြည်မှုရှိပါတယ်ဟုတ် ညီမပါဗောနော်အရှိပိုင်းမှာလဲရွှေချိုရွှေချိုမယ်တောက်လဲဖြစ်ထားတယ်ပြီးတော့ဒီအခုလဲ miss back ကိုပြန် join နေဗောနော် join တော့အဲဒီအရှိမှာ apk သူတွေအကုန်လုံးကိုအခုပြောချင်တာဒီမကိုအခု miss ကိုပြန်ပြီးတော့စူးစမ်းကြည့်မယ်ဗောနော်စူးစမ်းစူးစမ်းကြည့်မှာဖြစ်တဲ့အတွက်မကိုကိုအားပေးဖို့အတွက်မကိုပြောချင်ပါရဲ့ရှင်ဟုတ်ဟုတ်ကျေးဇူးများကြီးတင်ပါတယ်ရှင်